ဒီနေ့နေ့လဲစားကိုဒီအပင်ကရတဲ့ hash ကိုစားခဲ့ရပါတယ်ရှင်။ Oh it's look like a spoon. အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ကတောင်ပေါ်မှာရှိတဲ့နန်းလီတပြေကုန်းကျွာလေးကိုတွားရောက်လဲတက်มาဖြစ်ပါတယ်ရှင်အဲကြာကြောင်းကျမနဲ့အတူလပ်ပါတဲ့ရှင်မြောက်ကွင်းလေးကိုကြည့်ရှုဖို့ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုမိတ်ခေါ်လိုက်ပါတယ်ရှင် အခုမြင်နေကြတဲ့စိုက်ခင်းတွေကတော့ဒီတောင်ပေါ်ကလာတဲ့ရေကိုအဓိကအားထားပြီးစိုက်ပျိုးထားတဲ့စိုက်ခင်းတွေပဲဖြစ်ပါတယ်။ဒီရွာလေးနားလေးမှာအဓိကအားဖြင့်စစ်သွင်းနီးတွေကိုစစ်သွင်းနီးစစ်သွင်းဖြူကိုအဓိကထားပြီးစိုက်ပျိုးသလိုအဲတခြားအနေကြာတွေလည်းစိုက်ပျိုးထားတာကိုတွေ့ရပါတယ်ရှင်။ဟိုတောင်ပေါ်မှာဆိုရင်တော့လူဆိုင်နေတဲ့လူဆိုင်နေတဲ့တောင်ပေါ်ရဲ့အလှတွေကိုလည်းရှုမြင်ခံစားရမှာဖြစ်ပါတယ်ရှင်။ time. ကြည့်တကားတော့တောင်ပေါ်မှာတောင်ရအနေနဲ့စိုက်ပြိုးထားတယ်လှပါတယ်ပဲစုံခင်းမဲ့ဖြစ်ပါတယ်ရှင် ဒါကတော့အရင်လောက်ပတ်တဲ့လေကားတိုက်ခင်းတွေပဲဖြစ်ပါတယ်ရှင်ကျမတို့ဒေတာပတ်မှာတော့ဒါကိုစစ်တင်ဖြူတင်နဲ့စစ်တင်ဖြူတွေအဓိကထားပြီးတော့စိုက်ပါတယ်ဟောတောင်ချေဘက်မှာဆိုရင်တော့လောက်ပတ်တဲ့ရေမြောင်းကြီးတဘာဝတောင်ကြရေတွေရှိနေပါတယ်ရှင်အိုးဒါကိုစင်းစိုးလောက်ပတ်နေတော့အခုမှစစ်တင်ဖြူကအဲအခုမှစစ်တင်ဖြူက စိုက်ထားတော့မယ်ရှိပါသေးတယ်ရှင် 大家、啊，别骂宝弟吧，没事。谁啊？哪里王西？Hello，哪里王西？

တာစားပါမျိုးကျွန်တော်တို့အခိုက်အခိုက်ရတောင်းမယ်ဆိုလို့ရှင်ဒီလိုစားလေးထည့်ပြီးတော့တောက်ကြပါလို့ရှင်ဒါဆိုအခိုက်ရပိုးပြီးချိုပါတယ်ကျေးဇူးဝါဒါရ ဒါလေးရတော့မှတ်ပါတယ်။တဘာဝရေတကမဲဖြစ်ပါတယ်ရှင်။အရင်ကဒီနေရာကတော့သူတို့ကကြားလျက်ချက်နှုတ်တဲ့တာရိုးတွေဖြစ်ပါတယ်။အခုယင်းနေ့ကမိုးတအားကြီးတော့ကြားလျက်ချက်နှုတ်တဲ့တာရိုးတွေကပါသွားတာပဲဖြစ်ပါတယ်ရှင်။ ောင်းရက်ကဲဒါကတော့အဲတီးတဲ့လူလည်းတီးမှာပေါ့နော်မတီးတဲ့လူတွေတွေ့ဝင်များပေးတာပါကျမတို့အိမ်သုံးတပြက်စီလောက်တွဲအပင်နေပဲဖြစ်ပါလေရှင်လာမအများကြီးခုဆိုရင်အပွင့်နေပွင့်နေပြီဆိုရင်တော့တပြက်စီလောက်ဖို့အသက် ready ဖြစ်နေပါပြီရှင် ဒါကလေဟိုအလတ်ပန်းကိုထုံးရင်အရန်လာပါတယ်။အဲဒီမှာဟိုတယ်တွေမှာဆိုလို့ရှိရင်ဒါကပန်းအလတ်ထိုးတဲ့ပန်းမြက်ပန်းလေးတွေဖြစ်ပါတယ်။အရန်လာပါတယ်ရှင်။ဒီလိုနေမှာဟမ်အဲ့ဒီကောင်ကအဲ့ဒီကောင်ကတော့ ုဆိုလို့ဒီလိုလေချုံစက်ပန်းနေလဲလာတယ်ဟုတ်မဆောင်တယ်လိုက်မနေတတ်တော်သမီးနေဘာမှမနေအလားဟဲ့ဟင်ဦးဝိုင်းနေလေမယင်းနေဒါကတော့ဒီမှာကအဲနန်းလီရွာကိုရောက်ရှိနေတာပါတလဲဦးကနေပြီးတော့တက်လာခဲတဲ့ရွာပါရှင် ဒီနေ့နေရာမှာတော့အတေကကပအိုးလူမျိုးတွေနေထိုင်ပြီးတော့ဒီလိုကတောင်းရဆိုက်ပြိုးရေးလုပ်ပါတယ်အခုကတော့တက်တွန်ချူစိုက်ခင်ရောက်နေပြီဆိုတော့တက်တွန်ချူအမျိုးနွားနေတာပဲဖြစ်ပါတယ်ရှင်နားရတယ်နားရတာပေါ့မသိရှိဘူးလို့လား ဟုတ်ကဲ့ရှင်းမလို့ရတယ်။မဒီလိုမျိုးစက်တွန်ဖြူကတအုပ်လုံးစိုက်တာမဟုတ်ပါဘူး။ဒီလိုအမြောင်းတသေးလေးတွေကိုမှစိုက်တာဖြစ်ပါတယ်။အခုဒီစက်တွန်ဖြူစိုက်နေသေးတာပါ။ပုံမှန်ဆိုရင်တော့ဒီချိန်ကစက်တွန်ဖြူစိုက်လို့ပြီးပါသေးတယ်ရှင်။အဲပြီးခဲ့တဲ့မိုးရွာလိုက်လို့ညီလေးဆိုနေလို့အခုမှစိုက်တာပါတဲ့ရှင်။ကျမကိုလည်းပြင်ပြပြောလိုက်တာပါ။စက်တွန်ဖြူတအားကောင်းတော့မှားနေရတယ်။ အောက်ကဟိုအောက်လေမှာစိုက်တဲ့ကြက်သွင်ဖြူနဲ့ဒီတောင်ပေါ်မှာစိုက်တဲ့ကြက်သွင်ဖြူမတူဘူးကတောင်ပိုင်းဖက်မှာစိုက်တဲ့ကြက်သွင်ဖြူပြော့ဟုတ်တယ်ကဲဒါကြောင့်တော့ကြက်သွင်ဖြူစိုက်ဖို့အချိန်ညစ်ပါသေးသမောင်းသမောင်းအကျူးတွေချင်းပါလာဟိုရေမအမအမအမိုးအင်ကကြေးတဲ့ဘာဘတိဟတ်စကေလေမတိလလစတဲ့ရပါပြီချေချာချပါအောင်ချင်း ဟာမင်းနဲ့ online ဘူးလားမမွေးဒီလိုအချိန်တောင်းပေါ်မှာလာလဲနော်ထပ်ပက်ဒီလကစားရမှာလေအမူအလကကြွေးအဲ့ဒါထပ်ပက်ဒီလစားချင်လို့ရှင်တောင်းပေါ်အလေလိုက်ခဲ့ပါရှင်ဒီလိုဘာမို့ဒီဘက်ကရာသီတူကောင်းနော်ဟုတ်ကဲ့ဟုတ် 仲有嘢睇到。那个福嘛，我那么大口，我大口大那大那。要打。要打了，香港也在中华路这边。他不的，他啥比比多人？那比如他把我阿弟哥当代比嘛，啥子孬吧，不是？那是个。 အပြင်းမိုက်ပါတယ်ဆောက်ပေါင်းရှင်ဒီဒီဒီနော်။အင်းဒီဒီ။ဒီတော့ဟိုအောက်ကြောင်ကြောင်ကြည့်တာ။အင်းတာတပါလေး။အဲကြောင့်သူကကွာထောပတ်သေးဆိုအဲ့ပင်နေဒါတွေဆက်လိုက်တာနော်။ဒီဒေတာသေးတွေမထားတော့ဟာစပေးတာ။ဟိုမော်ဒယ် mua bắt đầu nói nói gì vậy ê không anh chưa ông mua ai khoe tuyển chứ tôi nghe mà mua chứ mong là bảo mà tiêu vô một tả dạ đi nó không mà nó có là lê bà ông này ông mua chứ tôi nghe mà đây ông mua mua đi làm gì It has to hang, I swear. <laughs> <laughs> တလုံးကြီးတလုံးပါဘာပါအောင်ရှိတယ်အစ်တတဲလင်းဒါကျမတို့ကကံကောင်းလို့စားရတာပါပုံမှန်ဆိုရင်တော့သူတို့ကတချီလေးဖက်ပိုးတဲ့လူတွေကိုကုံတယ်တွေကိုရောင်းတာပါရှင်အဲ့တော့ကျမပြောပါရဲတော့ပတိလက်လက်ဆက်ဆက်စားခြင်းတောင်းမရအောင်လာလဲပါရှင်။အော် ်အဲ့မှာဒါတော့ကျမရဲ့နေ့လယ်စာဖြစ်ပါလေရှင်နေ့လယ်စာကမနေ့လယ်စာ lunch ကိုမ hash နဲ့ဖြည့်ရှင်းနေရပါရှင်ကျွန်တော်ကားမီးခုနော်အင်းဒီကဘယ်လိုမှမလားဘာပေါ့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 မင်းတာကဲဒါကတော့တာချီလေးကိုပို့မယ်ဟုတ်ပဲတေးတွေပဲဖြစ်ပါတယ်ရှင် တော်တော် export quality အမျိုးအစားတွေပဲဖြစ်ပါတယ်ရှင်။ဒီလိုက်တာတအားပါပဲ။အရန်တပေါ်ကြတော့ခေါ်ပတ်ပင်တွေပါရှင်။အိုးသူပင်နဲ့တော့အများကြီးပဲ။ဝါ။တချို့ဒီနေ့လေးစားကိုဒီအပင်ကရတဲ့ hash ကိုစားခဲ့ရပါတယ်ရှင်။ ကိုဒါကတော့သောဘပင်ကနေတွေးကြလာတဲ့အသီးပါကိုပင်မဲ့ဒီလေးပါရှင်ခဏနေမှာဒါတော့မိုသေးကိုပြောလိုက်ပါမယ်ကျမတို့ဒီပေအောင်မှာစားခြင်းစားမယ့်အရာတာကိုဒီပေအောင်မှာတွေ့တဲ့အရာတာလေးကိုအရန်မြှမ်းခြင်းနဲ့အတွက်အိုး it's look like a spoon အင်းဆက်စပြောင်းမှာစားရတဲ့ ရတာကကျွန်မဘဝရဲ့ပထမဆုံးရတာပါပဲရှင်အရှင်ကျော်တော်နေလေးဖြစ်ပါလေရှင် ဒီမှာအကြိုက် has progress လို့ပါရှင်။ဒီမှာတော့ကျမတို့ဒီဘက်ကလမ်းလည်းအလောက်မဆိုးဘူးပေါ့နော်။ဒီ toilet သေးစားချင်တဲ့တစ်ပင်အောင်မှာစားရတဲ့ feeling ကိုရချင်ဒီအချင်တော့ဒီတောင်ပေါ်ကိုလာဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။စိတ်ကြိုက်စားလို့ရပါတယ်ရှင်။ပြီးရင်စိတ်ကြိုက်ရှင်းရမှာပေါ့ရှင်။ အခုကျမကတော့နန်းလီပြီးတော့တပြေကုန်းရွာကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်ရှင်။အဲနန်းလီရွာကတရွာတပြေကုန်းရွာကတရွာဖြစ်ပါတယ်။အဲအကောလုံးကတော့နန်းလီတပြေကုန်းတပြေကုန်းနန်းလီဆိုပြီးတော့ပဲသိကြပါတယ်ရှင်။ဟိုဘက်မှာတော့လာပါတယ်။ဟိုယုံတော်ကြီးပဲဖြစ်ပါတယ်ရှင်။ ထခါအောက်ကမြင်နေရတဲ့အခိုင်းကတော့ဒေတာရဲ့ throwback မျိုးပဲဖြစ်ပါတယ်။ဒါကမှ hash ဆိုတဲ့အခိုင်းနဲ့ဆက်ပြီးလို့ရှိရင် hash throwback ဆိုပြီးတော့ခေတ်စားလာတာပဲဖြစ်ပါတယ်ရှင်။ဘုန်းကြီးခါပြင်လေ။ဒါကတော့ကျမတို့အကြိုက်ပဲဝတ်သားပြင်မယ်ဖြစ်ပါတယ်ရှင်။ပဲဝတ်တာခေါ်ပဲပြင်းပြင်းနဲ့ဖြစ်ပါတယ်ဒါမဲ့သူ့အစီကအထဲကအနီအောင်ဆိုတော့အရန်ချိုပါတယ်ရှင်။ ထပ်ထပ်ပြောကြတာဖြစ်ပါတယ်။အိုးတပါတပါဝါငရုတ်ခင်းလို့ရရှိပါတယ်။မှုရင်ခါရရော။ဒါကတော့လက်ဖက်စိုက်ခင်းလက်ဖက်ပင်ပင်ဖြစ်ပါတယ်ရှင်။ဒီလက်ဖက်ပင်တပင်ဆိုလို့ရှိရင်သူကနှမျိုးထုတ်လို့ရပါတယ်ရှင်။အတိကကတော့သူတို့ကလက်ဖက်6အတွက်အတိကဆက်ပြောခြင်းဖြစ်ပါတယ်။ အဲရာတီဥရုပေါ်မူတည်ပြီးတော့ပေါ့နော်အရန်မိုးတွေဆွေးနေတဲ့အချိန်နှစ်ဖက်ချောင်းလုံးလုံးမရတဲ့အချိန်ဆိုရင်တော့နှစ်ဖက်ကိုထုတ်လုပ်ပါတယ်ရှင့်ဒီဘက်ကတော့သူတို့ကရောပြီးတော့ရောပြီးစိုက်ပါတယ်တနက်ဖက်ပင်လက်ဖက်ပင်ချိပါတယ်လက်ဖက်ပင်ရဲ့အဲတနက်ဖက်ကဲထောက်ဖက်ကဲဆိုပြီးတော့ရောနောပြီးတော့စိုက်ထားပါတယ်ရှင် ဒါတော့လုံးဝတောင်ဆောင်ပေါ်မှာစိုက်ထားတဲ့အခင်းမရှိဘူးလို့ပြောရမှာမဟုတ်ဘူး အခုနန်းလီတပြေကုန်းဘက်မှာဆိုလို့ရှိရင်သူကအင်းနီရွာလဲရှိပါသေးတယ်ဒီဘက်ကတော့လက်ခတ်ချောက်မှာအရန်နာမကြီးရဲ့ရွာပဲဖြစ်ပါတယ်ရှင်။ကဲအခုဆိုရင်တော့ကျွန်မရဲ့နောက်မှာမြင်နေရတဲ့ရှုကင်းကတော့အရန်လောက်ပါလဲရှုကင်းလေးပဲဖြစ်ပါလေရှင်။သူကထော်ဘက်တွေလက်ဖက်တွေစနက်ဖက်တွေကိုအဓိကထားပြီးစိုက်ပျိုးထားတဲ့တောင်ရံစိုက်ခင်းတွေနဲ့လောက်ပါလဲရှုမျိုးကင်းလေးပဲဖြစ်ပါလေရှင်။ ผมเองอ่ะเมื่อพอสอเองเนี่ยตาเองเนี่ยอ๋ออ๋อตายเนี่ยไอ้อะไรพอสอเลยไม่ตุยอ่ะจ้าพี่ลูกกระโดดเย็นเนี่ยตั้วมั้ยဆိုပြီးလာတာညောင်ရှည်ထွက်လာတာမညက်ကြီးကလေးอ่ะအခုမှရောက်တာလမ်းဟိုအိမ်ဝင်ဒီအိမ်ဝင်ရှောက်ဝင်ပြီးလဲလာတာလို့မို့ဟုတ်ဆောင်ကြီးပဲရှိတယ်လက်ပချော်လမ်းထားတယ်မို့တော့မရှင်း ်ကဲ။နန်းကိုကြည့်အဲ့ဒီအိမ်အကြီးလို့ပါလေ။ဟောအဖိုးအနီးပြန်မှာ။နော်။အာ။ဘာလို့လဲ။မယုတ်တီ6တွေ။လမ်းထားတာလည်းဖြစ်ပါလိမ့်ရှင်။သူစားလာလေတခုပြပါမရှင်။ဝယ်စားရမလို့ပါမရှင်ဒီလိုမျိုးအိမ်ကြီးရဲ့ဘေးမှာစိုက်လိုက်တာနဲ့ဒီလို coffee ပွင့်လက်လက်ဆက်ဆက်ကလေးတွေ စားရမှာပဲဖြစ်ပါလေရှင်ခိုးတောင်ပေါ်မှာကတော့စာတင်ချောင်းရှိပါတယ်။သူတို့ရှိကတော့နန်းလေးတပြေကုန်းနှစ်ရွာပါရင်စာတင်ချောင်းတစ်ခုရှိတယ်လို့ပြောပါလေရှင်။ပေါ့ဘူးရဲ့။အတားကတော့နှွာရအောင်ပါပါရှင်။ကျေးဇူးလို့မျိုးနှွာလိုက်ရေနော်။ ဒီမျိုးကျမရင်းနဲ့အရင်ညွတ်တဲ့ kidney beans တွေရရှိပါပြီရှင်။好，我是。အလုံးမဲမင်္ဂလာပါရှင်အခုကျွန်မရောက်ရှိနေရတော့တပည့်ကုန်းရွာနေပြီးတော့အင်းနေသွားတဲ့လမ်းပေါ်မှာပဲဖြစ်ပါတယ်ရှင်ကျွန်မတို့ဒီဘက်တောင်ပေါ်မှာရှိတဲ့ အနန်လီနန်လီပြင်ဒါတပြေကုန်းရွာပဲဖြစ်ပါတယ်ဒါတပြေကုန်းရွာကတော့ကျမတို့ဖြတ်ပြီးတော့လာခဲ့တဲ့ရွာပဲဖြစ်ပါတယ်ရှင်တပြေကုန်းရွာရဲ့အဘေးပဝင်းကျမဆိုလို့ရှိရင်တော့အာလဖက်ဆိုင်ခင်းတွေထောဘဆိုင်ခင်းတွေတနက်ဖက်ဆိုင်ခင်းတွေအများအပြားစိုက်ပျိုးထားပါတယ်ရှင်ကျမမျက်နှာတနက်ဖက်အကအလောက်အများကြီးမရှိပါဘူးလဖက်ပေအများအပြားရှိတော့သူတို့နာမည်ကျော်လဖက်6တွေထုတ်လုပ်ပါတယ်ရှင်အောက်မှာ အခုအောင်မှမြင်နေရတဲ့လမ်းကတော့ကျမတို့တက်လာခဲ့တဲ့လမ်းပဲဖြစ်ပါရဲ့ရှင်။အမြင်ကတော့ကြည်လိုက်ရင်နီးနေတယ်ထင်ပေမဲ့ဒီမှာကျမတို့ကဒီတောင်တွေကိုပတ်ပြီးရှူတွေကိုကွေ့ပြီးတော့မှဒီဘက်ကိုရောက်လာတာဖြစ်ပါလေ။လမ်းကဒီဘက်အချောင်းလိုက်မဟုတ်ပါဘူးရှင်။ဟိုးမှလာနေတဲ့ကားကလေးနည်းနည်းတသေးလေးပဲမြင်ရတယ်။နောက်နေအပေါ်မှာကြည်လိုက်ရင်တော့ဟိုးဘမနာမကျော်ရင်းလေးကန်မြင်နေရပါရဲ့ရှင်။ ပြင်တောင်တန်းတွေကအရန်လာတယ်လမ်းတွေလမ်းတွေကလည်းဒီချိုတွေတွေကနေဖြတ်လာတာပါရှင်ဟိုးမှာကျက်တမြူဆိုင်နေတယ်မိသားစုကအိုးမမလေးနာမကျမတို့ဆော့ဆော့ကကျက်တမြူဝင်ဆိုင်ခဲ့တဲ့နေရာအပေါ်စီကနေပြန်မြင်နေရပါပြီရှင်အခုကျမတို့ကတော့လုံးဝတောင်ထိပ်ပေါ်မှာရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်ဒီနေ့တော့ဆိုင်ကောင်ချွတ်ပြီးလုပ်နေစားပြီးမြို့မလုပ်ရင်တော့ဒီခေတ်ကလည်းကျက်ဤကျက်ချင်းများနေတယ်။ဒီလိုများတော့ အမေဆက်ကြလို့လားမယ်လေအဲဒါကတော့ဒါကတော့လက်ဖက်ချပေါ်ဒီတိုင်းနိုင်မတော့ပါဘူးရှင်ပုံငွေရလို့အဲပြန်လို့ပြီးမှတောက်ပါတယ်ရှင်ခက်တော့ကြလား ခုဆိုရင်တော့ကျမတို့ကအဲ့ဒီရွာကနေပြီးတော့ပြန်လာခဲ့ပါပြီရှင်ပုံတဲပေါ်လဘလမ်းတိုင်းပြန်လာခဲ့ပါပြီရှင်အလုံးကိုနှုတ်ဆက်လိုက်ပါတယ်ရှင်ကျမရဲ့ဘလော့လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတယ်တဦးချင်းတရားချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ကျမရဲ့ဘလော့လေးတွေမှာထပ်မံတွေ့ဆုံကြပါအောင်ဆိုရှင်အလုံးကိုကျေးဇူးပါ拜拜。Bye bye.